ပေါ်မှာတော့စစ်ဘုံချုပ်တွေဝန်ကြီးတွေကလူသားထဲမှာတော့အလုံးလေးမိင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်ပဒန်းသူပဒန်းမန်တွေကိုတက်စားပေးနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြဖို့တောင်းဆိုချင်ပါတယ်ဂုတ်သေးရှိလူကြီးများများပုံစံနဲ့ကြိုက်ပုံကြီးကြီးတွေပေါ့ဘောကောင်းစားလာတွေပို့ပြီးတော့မိကုံလေးပြောလိုက် ပြုံးပြုံးရွှင်ထုတ်ဆက်လိုက်လေကော်ဖီလေးတောက်လိုက်ပေါ့ဘီယာလေးတောက်လိုက် မြန်မွေးလေးပွဲတွေဖိနှိပ်သွားလိုက်နေလားဆုံးသွားလိုက်ပေါ့စီဝေးလေးတက်လိုက်ပဲကျိုးလေးဖြတ်လိုက်မျက်နှာပုံပြုတ်ထားတာဒါပေမဲ့အောက်ချီမှာတော့သူတို့အားလုံးဟာဒီအဂျာစီယာရဲ့အထဲမှာပါသလိုပဲဒီစီစစ်တိုးရေးစခန်းတွေမှာလူတွေကိုကြာဖို့တင်နေရိုက်တက်နေတဲ့အနေအထားရှေ့တန်းမှာလည်းအခုဒီမောကောင်မှာရှိတဲ့ဒီစခန်းကုန်းကြီးကို ဒီဘုတ်တင်တော့ရိုက်ပြတဲ့အခါမှာသူနေရတဲ့အခါကနွားတင်းကုန်းနေတော့စိုးသေးတယ်ဗျာမြေကြီးတွေတောင်ကုန်းတိတ်ပေါ်မှာဟိုမြေကြီးတူးပြီးတော့အဲ့ပေါ်မှာဟိုဘယ်လိုပြောမလဲဟိုအုတ်တွေကာရန်ထားပြီးတော့ကုပ်ပြစ်ပေါ်မှာဘယ်လိုပြောမလဲအလင်းရောင်မရှိလေးပိစက်မရှိနဲ့အဲ့လိုပေါ်ရတယ်နေနေရတဲ့လူတွေဗျာပြောချင်တာကဗျာစစ်ချမ်းလူချမ်းကြီးတွေဗျာ ဒါတော့တို့အခိုင်အမာတိစောက်ထားတဲ့စကံနော်တို့ငယ်ဆက်စကံနော်ဝင်ငွေတနေ့တနေ့မြန်မာငွေသိန်းယာနဲ့ထောင်နဲ့ချီပြီးဝင်ငွေရနေတဲ့စကံနော်အဲ့တော့အဲ့ဒီအောက်ခြေမှာရှိတဲ့ဒီကနတော့ဟာဘင်းတော်လိုဟာမျိုးပေါ့ဗျာသူပြောပြောရွှေရဲပါတယ်စစ်ကြောရေးလိုဟာမျိုးအောက်ခြေရဲ့ရဲဘော်တွေရဲ့ဒီလိုပုံစံနဲ့ဒီလိုစိတ်သက်တွေနဲ့ယူဆောင်တည်တယ်ပေါ့ဗျာ တို့ကအဓိကတောက်တိုင်တွေနဲ့တိုင်းပြည်ကိုအာဏာကိုလူယူထားတာအဓိကဖြစ်တဲ့ရက်ခွဲအုပ်ချုပ်ရေးမျိုးနဲ့အုပ်ချုပ်ရေးကိုနိုင်အောင်ထိန်းပြီးတော့ပြည်သူတွေကိုဥပဒေဆိုတာကြီးနဲ့ချောက်ပြီးတော့ဖမ်းတာစီးတာနဲ့ပြည်သူရဲဆိုတာနဲ့တရားရုံးဆိုတာနဲ့ထောင်ဆိုတာနဲ့သုံးခုနဲ့ပေါင်းပြီးတော့အပေါ်ကနေပြောချင်တာပြောပြီးတော့လှုပ်ချင်တာလှုပ်နေတဲ့အုပ်ချုပ်ရေးစနစ်ပေါ့ ဲလိုအနေထားဖြစ်လာတာဖြစ်တဲ့အတွက်အဲလိုအနေထားဖြစ်လာတာဖြစ်တဲ့အတွက်တနက်နေ့အုပ်ချုပ်တာပေါ့ဗျာအဲ့တော့တမိုင်းကိကဲဆိုရဆိုတာကကိုကိုရရွာမှာကိုလူအုပ်စုထဲမှာအုပ်ချုပ်ဖို့သူတို့ပေးရနေပြီးမြို့တွေနိုင်ငံတွေဖြစ်ပြီးတော့အစိုးရမင်းတွေဖြစ်နေတာလေတော့ပြည်သူတွေကလည်းသူတို့လိုပဲသက်သက်ကြိုင်လာပြီးဆိုရင် လိုလိုကြပြည်သူတွေကိုသူတို့ကဥပဒေဆိုတာကြီးနဲ့ကျွန်တော်တို့ကပြည်ပြေးဆိုတာကြီးနဲ့အခုဆိုရင်လည်းအကြံဖက်ဆိုတာကြီးနဲ့တနက်မကန်ရေးအောင်သူတို့ကဟန်တာထားတာပေါ့နော်ဟိုဘယ်လိုပြောမလဲဖိန်းကော်ထားတာပေါ့ဒါမို့လေအဲ့ဒီအဲ့ဒီစီးကြီးကိုမကြော်ရလေအောင တနည်းနည်းနဲ့တို့လောက်ထားတာပါအမှန်တော့အကြောက်တရားနဲ့လောက်ထားတာပေါ့ဘဝတွေနဲ့လောက်ထားတာပေါ့ဒါပေမဲ့အဲ့ဒီစီးကိုပြည်သူကကြော်သွားပြီဆိုရင်တို့ဘယ်လိုအုပ်ချုပ်အဲ့တော့ဒီနေ့တို့ဒီနေ့တို့ရင်ဆိုင်နေရတာအဲ့ဒါပဲအဲ့ဒီအစည်းကြီးကိုတို့ကြော်သွားပြီစစ်စစ်မှာကလူတိုင်းတက်တက်မကင်နာတဲ့အခါကျတော့ သူတို့ကတနက်နဲ့ပြပြီးတနင်္ဂနွေလို့ငင်းဖို့ပြပြရတယ်ဆိုတဲ့ပုံစံလုပ်လိုက်တယ်။ပြီးတော့ဧရာဝတီကိုလည်းသူတို့ကတွေးခွဲတဲ့နီးနဲ့အင်အားချိနေအောင်လုပ်လိုက်တယ်။ဒါပေမဲ့2021မှာကျတော့သူတို့ထိန်းထားတဲ့အဲ့ဒီစီးကြီးကိုကျော်သွားပြီးတော့လူများစုတနက်ကင်လာတဲ့ခါကျတော့အဲ့တနက်ကင်လာတာကလည်းတနက်ကင်ကိုစူးစားတယ်။တနက်ကင်ကိုဆုံးဖြတ်တယ်။သူတို့ကတနက်နဲ့လူပါသွားတယ်။ဆိုတော့တနက်နဲ့တော့တုံးနေရိုက်တာလေ။အခုသူတို့ကိုဖမ်းခံလိုက်ရတဲ့လူတွေကို ်တို့ကြုတ်ဒီဒုတ်တွေနဲ့ရိုက်တယ်နီးမျိုးစုနဲ့ဆက်တဲ့ခါကျတော့ဒီလူတွေကတနက်ကင်ကြီးပြတိုက်ဖို့ကလိုရင်းနီးမရှိတော့ဘူးဘာလို့လဲသူတို့လည်းတနက်ရှိလို့အဲ့ဒါကိုလူမားဝါပြီးလူလူချင်းကိုနှိမ့်ဆက်နေတာလေအဲ့တော့အဲ့တော့လူတွေကလည်းအဲ့ဒီတနက်ကင်ချင်းကိုပြန်ဆုံးဖြတ်လိုက်တယ်သူတို့လူတနက်ကင်ကိုဆုံးဖြတ်လိုက်တဲ့အခါမှာဒီနေ့ဘောတော်လိုဖြစ်စင်ရဖြစ်ဦးပါမယ်ကြိုးရရှိတယ်ပေါ့ တနက်ကင်လို့တနက်ပေးရရမယ်အဲ့ဒါဒီမေးမိတယ်လीတော့၂၁မှာပေးရမှာတနက်မရှိတဲ့လူကလူပေါင်း၂သိန်းဒီပါမှာတနက်တွေရတယ်နောက်ဟာနေဆိုရင်လူပေါင်း၂သန်းလောက်တနက်ကင်တော့ပါတနက်ပေးရရမလဲမေးနေလीတနက်တလက်မှမရှိတဲ့လူတွေဦးတနက်ရတယ်အခုပဲကြည့်ကိုထင်းလေးအောင်ရဲ့ဘဘူးထင်းလေးအောင်ရဲ့ဒီပါစာတွေနဲ့အင်တာဗျူး၁၂ရောက်မှာဒီလူတွေကအပတ်စဉ်၁၂ကရန်ကုန်တိုင်းကစစ်မှုထမ်းနေဖြစ်တယ်အခုဒီမဲ့ရှေ့တိုင်းရောက်တယ်သူတို့ကိုလင်းဝယ်တယ် တို့ဒီဘက်မှာတနက်ကြံကြိုက်နေပြီတနက်မှာလည်းတနက်ရှိတယ်မင်းအောင်လည်းပြီးမှတနက်ရှိတယ်တို့မှာလည်းရှိတယ်ပြောချင်တာကတနက်ကဒီတိုင်းတော့လူလူကူရလာတာမဟုတ်ဘူးဒါပေမဲ့အားလုံးဒီဘက်ရလာကြပြီလူလင်းကြံစားနီးလန်းရတယ်လူတွေကစဉ်းစားလာကြပြီကြံစားလာကြပြီညီမျိုးစုံနဲ့ဖန်တီးလာကြပြီမနေ့ကဆိုပဲကြည့်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒီຫນွေဥပံဟာသူ့ရဲ့ဒီ token ပေါ့ token ဆိုတော့အမှန်ကတော့ digital money ပေါ့နော်ပြောချင်တာ digital money ကိုကမ္ဘာ market တစ်ခုရှိတယ် max မှာမနေ့ကပြင်လိုက်နိုင်ပြီအဲ့တော့ကျွန်တော်တို့အဲ့ဒီ token ကို0 price ကို0 1 1 5တဲ့အယားဝယ်လုပ်နိုင်နေကနေပြီးတော့အခု token ပေါက်ပန်း90တကမ္ဘာလုံးမှာကြိုက်တဲ့လူဝယ်လို့ရတယ်အဆင့်ကိုအဆင့်ကိုရောက်သွားပြီအဲ့တော့အဲ့တော့ loading ကြံစနေလိုက်ရတယ် ဆရာနာရှင်ရဲ့ခရိုနီကိုပြားတွေမရောက်နိုင်တော့အုပ်စုတော့ကမ္ဘာမားကတ်ထဲမှာငွေဥပန်ကတိုကင်ငွေဥတိုကင်ကဲသို့ဈေးကွက်တင်ပြီးတော့ပြောချင်တာက digital money ပေါ့ဗျာနော်ဘစ်ဘစ်ကွိုင်းလိုဟာပြောပေါ့ digital money ပေါ့နော်ကိုတင်ပြီးမရောက်ချနိုင်တဲ့အဆင်မရောက်သေးဘူးငွေဥပန်ကတော့စာရောက်ချနိုင်ပြီဒါအစပဲရှိတယ်လူလင်းချစနိုင်လိုက်ရတာလေအဲ့တော့ကျွန်တော်ကျွန်တော်တို့ကိုယ်တိုင်ကဒီတိုကင်ကိုဝယ်ထားတယ်ဆိုရင်ဟိုတိုကင်တရားဝယ်မယ်ပေါ့ဗျာဘယ်လောက်ကြာမလဲဒေါ်လာတရားတော့မကြပါဘူး ါမဲ့ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်နဲ့မကြခင်မှာအေးတိုကင်တရာဒေါ်လာတစ်ထောင်လဲဖြစ်သွားနိုင်တယ်ပေါ့နော်ကျုပ်စစ်တာကလုံးလင်းကြံစားနေလိုက်တာကတ္တရုကကျွန်တော်တို့ဘက်က drone နဲ့လုံးမှာဆိုတဲ့သူကဂျမ်းပါအေးဂျမ်းပါတွေကိုဖြတ်နိုင်တဲ့ဟာကိုလဲကျွန်တော်တို့ဘက်ကလည်းတွေးပါပဲတနေ့မှတို့တွေးပါပဲသူတို့လည်းတီထွင်တတ်တာမဟုတ်ဘူးဒီမေရောက်လိုက်စစ်သားတွေလည်းတီထွင်တတ်တာမဟုတ်သူတို့လည်းသူများတီထွင်တတ်တယ်တေးရောကပို့ပေးတာကျွန်တော်တို့ဘက်ကလေးတွေကကျတော့တီထွင်တတ်တယ်ကမ္ဘာလုံးမှာရှိတဲ့ပညာရှင်တွေနဲ့ လွတ်လပ်တဲ့နယ်မြေတွေကတွေကမ္ဘာနိုင်ငံတွေမှာမြန်မာတွေအများကြီးရောက်တယ်အဲ့ဒါကျွန်တော်တို့ရဲ့အားသာချက်ပဲထိုင်းနိုင်ငံမှာရောက်အိန္ဒိယနေရှိတဲ့ဒီအင်တာနက်တွေကိုသုံးဆွဲပြီးတော့ဒီနည်းပညာတွေရှာပြီးတော့ပြန်လုပ်တာပေါ့အဲ့တော့မင်းအောင်လိုက်တို့က globalization ဖြစ်တာဖြစ်တဲ့အတွက်ဟိုပြည်တွင်းမှာရှိတဲ့မြန်မာတွေကိုတော့ဟိုဟိုအသိဉာဏ်မရှိအောင်အခုလိုနည်းပညာတွေရှာလို့မရအောင်သူကအင်တာနက်တွေဖြတ်ပြီးတော့ဖမ်းတာစီးတာနဲ့ထိန်းချုပ်ထားလို့ရတယ်ဒါပေမဲ့ဒီနေ့ဒီစစ်ကောင်စီတွေကိုတိုက်နေတာကပြည်တွင်းအုပ်စုတစ်ခုတည်းပေါ့ပြည်ပအုပ်စုပါပါနေ ဲ့တော့မင်းအောင်လိုင်တို့ရဲ့အထိတ်ကောကနေလွတ်နေတဲ့နိုင်ငံတွေမှာအထူးသဖြင့်ထိုင်းနိုင်ငံမှာရောက်နေတဲ့အိန္ဒိယနိုင်ငံမလေးရှားနိုင်ငံစင်ကာပူနိုင်ငံဥရောပနိုင်ငံများအမေရိကန် UK ပြင်သစ်ဆစ်ဒနီတိုရန်တိုဆိုတဲ့နိုင်ငံတွေမှာဂျပန်တိုကျိုဆိုးဆိုးတွေရောက်နေတဲ့လူတွေကကတော့ကနီးပညာတွေကိုအကုန်လုံးရှာကြည့်လို့ရတယ်လေအဂျမ်ဘာကိုဘယ်လိုဖြိုးရမလဲဂျမ်ဘာကိုဘယ်လိုလုပ်ရလဲပေါ့ဆိုတော့ဂျမ်ဘာဆိုတာလည်းတည်ထွင်လာတာပဲလေဆိုတော့ရေဒီယိုဝေ့ဗ်တစ်ခုနဲ့ဒါနီးပညာတစ်ခုဒီပဲ AI ဆိုတာလည်းတည်ထွင်လာတာပဲ အဲ့တော့အဲ့ဟာဒီအားလုံးကိုဒီဘက်ကလူတွေကလုံးလုံးလက်လက်လေးလာပြီးတော့လဲရှာလို့ရတယ်ထွန်းကြီးကောင်းပဲကဘာမှာရှိနေတဲ့တခြားဖွဲ့စည်းတွေနဲ့လိုက်ဆက်ဆက်မယ်လိုက်ပြီးတော့ဟိုဒီမောသူများပြောလိုက်ရင်နားထောင်ပြီးတော့လဲလုံးလို့ရလာပါပဲအချိန်တိုက်တာတစ်ခုရရင်သူတို့ပြောသလိုလိန်ရင်တော့ဝယ်ဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဂျမ်ပါလောက်ဒီ drone လောက်ကတော့ကျွန်တော်တို့ဘက်ကလည်းရလာပါပဲအဲ့တော့စိတ်ဟိုဒီဒီဘက်ကတော်လန်ပြည်သူတွေရဲ့အဇက်ပါပေါ့နော် speak up ပေါ့နော် အမှန်တရားကိုပြောဆိုမှုကိုတို့ပါဇက်ပိတ်လို့မရဘူး။မှန်တယ်။ပြည်တွင်းမှာရှိတဲ့လူတွေကိုတော့အချောက်တရားတွေလုပ်ပြီးတော့ဖမ်းတာစီးတာတောင်းချတာနဲ့ပိတ်လို့ရတယ်။ဒီမှာမှရောက်နေတဲ့တော်လန်ပြည်သူတွေဒေါက်တာဇော်ဝီဆိုလို့လူအန်ယူဂျီရပုံကိုလေ KNU KNY တို့လိုခေါင်းဆောင်လေနောက်ဆုံးဘိုးချစ်သူလိုလူမျိုးရဲ့ပါဇက်တော်တို့ပိတ်လို့မရဘူး။အဲ့တော့လူတွေရဲ့ပါဇက်ပါကိုလည်းပိတ်လို့မရဘူး။လူတွေရဲ့စဉ်းစားတွေးခေါ်ပုံကိုလည်းတို့ပိတ်လို့မရဘူး။ လူတွေရဲ့စိတ်နေစိတ်ဓာတ်စိတ်ဓာတ်ကိုလည်းပိတ်လို့မရဒါမြို့တော်လိုက်ရဲ့အာသာချက်ပဲအဲကြောင့်ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကလို့ဒီနေရာချင်းချင်းလေးမှာပဲဖိနှိပ်ပြီးတော့ဒီအဲ့ရလူတွေကထွက်ပြေးလို့မရလို့ခံရလဲဘောမဟုတ်ပဲအခုကတကဘာလုံးကမြန်မာတွေကအမြောက်အများရောက်နေပြီထိုးလီတိုးနီလေးကောင်းပဲထိုင်းနိုင်ငံကလည်းဖွင့်ပေးထားတဲ့ပုံစံနဲ့လက်ပြီးလက်ယူပဲပြောပြောထိုင်းတွေအချင်းအခြားစားတဲ့မြန်မာတွေအများကြီးထိုင်းမှာရောက်နေတာဖြစ်တဲ့အတွက်ထိုင်းရဲ့လိုလတ်မှုတွေထိုင်းရဲ့အင်တာနက်တွေထိုင်းရဲ့နည်းပညာတွေ တခြားနိုင်ငံတွေရဲ့လွတ်လပ်မှုတွေဒီနေရာတွေကနေအကုန်လုံးပြန်ရှာယူပါပဲပြီးတော့ဝေးကြီးထောက်ပံ့ကြပါပဲပြီးတော့အခုနှွေဥပံလိုမျိုးတိုကင်တွေကပဒီတိုကင်တွေရောင်းဝယ်လုပ်တဲ့ online ရောင်းဝယ်ဈေးကွက်ကြီးပေါ့ဗျာ Binance လိုမျိုးဟာဒီ digital money တွေရောက်ဈေးကွက်ထဲမှာတော့တင်လိုက်နိုင်တဲ့အနေအထားကိုကြောက်သွားပြီအဲ့တော့နှွေဥပံမှာဥဆောင်နေကြတဲ့သူများကိုမြောက်လိုက်ဘယ်လိုမှတားလို့မရဘူး ဒါအရှိတရားပဲဥချုံမတော်ကုလသမဂ္ဂကပြောနေတာပေါ့မြောက်လည်းဘယ်လိုမှတားရလို့မရဘူးလို့ကုလသမဂ္ဂအတွင်းမှုချုပ်ကိုယ်တိုင်ကဥချုံမတော်ကိုမြန်မာနိုင်ငံကတာမတ်ကြီးပြီးဆက်ထားမယ်လို့သဘောတူထားပြီးသားအဲကုလသမဂ္ဂဆိုတဲ့နိုင်ငံတကာဆင်မြင့်မှာမြန်မာနိုင်ငံကိုစားပြုတဲ့တာမတ်ကြီးကမြန်မာနိုင်ငံမှာရှိတဲ့အာဏာလုယူထားတဲ့ဟာတွေကအတူရောက်ရွေးကောက်ဝေးကြီးဖြစ်နေတယ်ပြည်သူတွေကိုစစ်ရာဇမှုမျိုးစုံနဲ့တင်းမဲနှိမ့်ဆက်မိရှုတိုက်ဖြတ်နေတယ်ဆိုတာကိုနေ့တိုင်းကဘာကြီးကြားအောင်ပြောနေတယ် ဲ့တော့သူတို့ဘက်မှာကကြတော့သူတို့ဘက်ကပါစာတွေပဲဖြစ်ဖြစ်ပေါ့နော်အခုစစ်မှုထမ်းအတင်းခေါ်တဲ့လူတွေဖြစ်ဖြစ်သူတို့ဘက်စစ်သားတွေပဲဖြစ်ဖြစ်သူတို့ပြောတဲ့စစ်သမီးတွေပဲဖြစ်ဖြစ်တက်ထဲမှာနေတဲ့လူတွေဖြစ်ဖြစ်မိသားစုတွေပဲဖြစ်ဖြစ်အကုန်လုံးကိုတည်င်းအချက်လက်ဖြတ်တောက်ထားတယ်နိုင်ငံအခုကျွန်တော်တို့ online ပြီးမသုံးဘူး social media တွေပြီးမသုံးဘူးတခါတလေသူတို့ brain wash လုပ်တဲ့ညဝတီ MRTV လောက်ပဲကြီးခိုင်းတယ်အဲ့တော့ တို့ဘက်ကလူတွေကတုံးတဲ့တုံးတဲ့တုံးတဲ့တုံးသွားတယ်။တို့ကနတော့ကမတရားဖန်ဆီးသွားတဲ့ပါစတွေလေပညာဘလောက်တက်တက်တို့လိန်လို့မရဘူး။ဒီလူတွေလေကြောက်လို့ပဲဖြစ်ဖြစ်မိမိသားစုကိုဒဇာကန်လို့လည်းပဲဖြစ်ဘလောက်ပဲပါပါအခွင့်အရေးရတယ်ထွက်ပြေးကြတာ။တို့ဒီဘက်လည်းအသက်ဆုံးဆုံးကြတာပေါ့။အဲ့တော့တို့ဘက်ကလူတွေကပို့ပြီးတော့တုံးတဲ့တုံးတာစေပဲ။အခုထိတို့ဒီတိုင်းပဲလုပ်နေတယ်။အကုန်လုံးတပင်းတို့ကဟိုတပင်းအချက်လက်ကို လူသိမှာပေါ့ပြောချင်တာကသူတို့လိန်နေတာကိုသိမှာစိုးရိမ်နေအဲ့တော့သူတို့လိန်တာကိုလည်းလိန်လိန်မှန်းသိသိရင်းနေသူတို့တက်ထဲမှာမိကုံပြောသလိုပေါ့ဒီမင်းအောင်လည်းလို့ပြောနေတာကိုလိန်လဲယုံရမှာပေါ့ဗျာအဲ့တော့လိန်လဲသူတို့ယုံရမှာပေါ့အဲ့တော့အခြေကရှင်းရှင်းလေးပါတို့လိန်လဲယုံရမှာပဲနော်အဲ့တော့အတင်းလိန်ခိုင်းနေတယ်အတင်းယုံခိုင်းနေတယ် ပို့ပြီးထူးဆန်းတာကသူတို့ရဲ့အတူဒီရေကောက်ပွဲမှာလူရဝင်ခြင်းလို့ဝင်ပြိုင်ကြတဲ့ကိုကိုကြီးလို့တတ်တတ်ခိုင်လို့လည်းပြောင်းလေပြောင်းသားနေတယ်ပြောင်းကြီးပြောနေကြတယ်။မနေ့ကဆိုရင်တော်တော်စိတ်မကောင်းဖြစ်တယ်။ကျွန်တော်ကဒေါ်တော်အုံးလှပြောက်နေတာကြာပြီဆိုပြီးတော့စိတ်ကူနေတာ။ဘယ်ဟုတ်မလဲဗျာ။အခုကတော့ရေကောက်ပွဲဝင်မယ်ဆိုပြီးတော့ပါတီတစ်ခုရဲ့ဒုဥက္ကဋ္ဌအနေနဲ့ပါလာပြီ။ထွက်လာပြီ။အဲ့တော့ ီအချင်းတွေကိုကျွန်တော်တို့အားလုံးကြည့်လိုက်ရရင်ကျွန်တော်တို့ຫນွေဦးတော်လိုက်ရေးသည်သူ့ဟာသူသွားနေတာသူတို့ဘက်ကလာပြီးဝါရဖြန့်တာတွေနဲ့လာပြီးမဟုတ်တာဟုတ်တာတွေလာပြောနေတာနဲ့ຫນွေဦးတော်လိုက်ရေးတာမရော့ကြပါဘူးသိခါလည်းမကြပါဘူးအချိန်လည်းမရော့ပါဘူးဒီတည်းတိုင်းတိုင်းမောတော်မှာဖြစ်တဲ့ကိစ္စကိုကြည့်ကျွန်တော်တို့ဘက်ကတကယ်တိုက်တကယ်ရတယ်ဆိုတာသိကြတော့ပဲ ဲ့ဒါနဲ့ပိုသေးကြတာကဆရာနာရှင်တွေကသူ့ရဲ့စခန်းတိုင်းကိုလေကြောင်းရံနဲ့အကုန်မကဝယ်ပေးနိုင်တော့ဘူးအဲ့ဒါနဲ့ပိုသေးကြတာကပြမက်ကိုတိတိကျကျတိတယ်တိုက်လေရည်တွေနဲ့မကဝယ်ပေးနိုင်ပေဘူနေ့ကအဲဂျာစီယာမှာပြောသလိုပေါ့ကုန်တယ်လေကုန်တယ်ကုန်ကင်တဲ့လေရည်တွေကိုဟိုကျွန်တော်တို့အိမ်တွေမှာသုံးတဲ့ plastic pipe ကြီးတွေ PVC pipe ကြီးတွေနဲ့အပေါက်တွေပေါက်ပြီးတော့ကုန်တင်တကားအနောက်ကိုဖွင့်ပြီးတော့အဲဒီ pipe ကြီးကနေဘုံတွေ short ချပြီးတော့ကြာကျင်နေတဲ့နေရာကြာဆိုတဲ့အဆင့်လောက်ပဲတို့ကရှိတော့လား တို့မှာတနိုင်ငံလုံးမှာကျွန်တော်တို့ကတိုက်ပွဲတွေဖြစ်နေတာဖြစ်တဲ့အတွက်ဒီတနိုင်ငံလုံးမှာတိုက်ပွဲတနေရတနေ့တည်းမှာတိုက်ပွဲနေရအရဟိုဒီဟိုနေရအခုတရပေါ့နော်နေရပေါင်းတရမှာတိုက်ပွဲဖြစ်နေတယ်ဆိုပါဆိုတိုက်ပွဲပေါင်းတရဖြစ်နေအဲ့ဒီတိုက်ပွဲပေါင်းဖြစ်နေတဲ့နေရတရနေရတိုင်းကိုနေရပေါင်းတရတိုင်းကိုနော်မြန်မာစကားရှားနေတဲ့လိမ့်တယ်ဒီမှာနေရပေါင်းတရတိုင်းကိုတို့ဒီကြောင်းကူမပေးနိုင်ဘူး တို့မှာအကတ္တရှိနေတယ်ဆိုတာအယံတင်ရှားတယ်အဲ့တော့ဒါကြောင့်ဒီမောတော်လိုနေရာကိုတို့နေဆက်ကတ်လို့လေကြောင်းပြစ်ကိုမပေးနိုင်တာလည်းဖြစ်မယ်မလာနိုင်တာလည်းဖြစ်မယ်နောက်ပြီးတော့စစ်ကြောင်းစစ်ကူမလွှတ်နိုင်တာလည်းရှိမယ်ပေါ့အဲ့လိုမျိုးတွေတွေ့နေရတယ်ဒါကြောင့်လည်းမြဝတီကိုသိန်းတော့ကလည်းအဲ့လိုပုံစံနဲ့ပဲရပါလားဒါကအခုက BGF တွေအဲ DGB တို့တစ္ဆာပေါက်ပြီးတို့တို့ဘက်နဲ့ပြန်ပေါင်းလိုက်လို့ခဏလွှတ်ပေးလိုက်ရတယ်သဘောရှိတယ်အဲ့တော့ ခုဒီအခိုင်တန်းရဲ့ဖြစ်စဉ်တွေမှာလည်းဒီတိုင်းပဲသူတို့ပြည်စစ်ကြောင်းတွေအထိုးခံနေရပြီးပြိုကွဲနေပြီးဒါပေမဲ့လေကြောင်းပစ်ကူကိုအချိန်အချိန်မီမလာနိုင်တော့ဘူးသူတို့ပြောကြတာကသူတို့လည်းပန်းနေတဲ့သဘောရှိတယ်သူတို့ပါလည်းခဲရန်နေပန်းနေတာရင်းနှန်းစီရင်းနှန်းစီဘာလို့လဲရင်းစီအခက်ခဲရှိနေတာတွေရှိနေပြီးဆိုတာပြေကြတော့လောက်ရှိတယ်တို့ဒီမဟုတ်သူတို့လည်းပန်းနေတာလည်းဖြစ်မှာပေါ့အဲ့တော့ này đấy mà lúc đấy là tân cảnh đã bị sủi lúc mà lũ ô trùng tại sao lại Mỹ anh em mà đi vào bên này thì cái này u điều thâu cảnh nào giờ lúc đấy tân anh em mà tân này lũ ba lão Mỹ anh cũng mà anh đấy mà bảo bảo biết là gì đấy